မင်္ဂလာနနေခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ပူချိန်ကတော့29ဒီဂရီရှိပြီးတော့မှ30နှစ်ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်ဒေရုရေသွေးကပုံမှန်ဖြစ်တဲ့တနေ့လုံးမှာတိမ်တင်းတင်းဖြစ်ပြီးတော့မှနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်မြင့်ဆုံးပူချိန်29ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပ္ပူချိန်လင်းပြ ဇွန်လ30ရက်တနင်္လာနေ့2025ကိုရိုင်းတင်ပြီးသောတစ္ဆာစကားတော်ကို အမြဲဆွဲလန်းသောသူဖြစ်ရမည်။ဒီကချက်တိတုဩဝါဒစာမှာခွန်အားယူရများအပိုင်း1ဖတ်ရန်ချမ်းချက်တိတုဩဝါဒစာခန်းကြီး1ခန်းငယ်တမ5ဘုဒ္ဓံနေကင်းစင်တော်မူသောဘုရားသခင်သည်ရှေးကက်ကာလမရောက်မီဂတိထားတော်မူ၍ငါတို့ကိုကယ်တင်သောရှင်ဘုရားသခင်ဤ ပြည့်ညက်တော်အတိုင်းငါ၌အပ်ထားသောတရားဟောခြင်းခွင့်အပြင်တော်လျော်သောချိန်၌လောကပတ်တရားတော်ကို ထင်ရှားစေတော်မူသောယံနှင့်ဆက်ဆိုင်သောသာဝရသက်ကို မျှော်လင့်သည်ဖြစ်၍ဘုရားဝန်း၌မှုလျော်ခြင်းနှင့်ဆိုင်သောတမန်တရားကိုဝန်ခံခြင်းလို့ငါ၎င်းဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းလို့ငါ၎င်းဘုရားသခင်၏ကြွန်တီးဟုသောယေရှုခရစ်၏တမန်တော်ဖြစ်သောငါပေါလုသည်ဆက်ဆံသောယုံကြည်ခြင်းအပြင် ငါသားစစ်ဖြစ်သောတိတုကို ကြားလိုက်ပါ၏ငါတို့ကိုကယ်တင်တော်မူသောရှင်ယေရှုခရစ်နှင့်မြည်တော်ဘုရားသခင်ထံတော်ကယေရှုခရုဏာရင်သက်ခြင်းရှိပါစေသောငါသည်တင့်ကိုမာထားခြင်းသည့်အတိုင်းခရစ်တေကျွန်း၌မစုံလင်သမျှတို့ကိုပြင်ဆင်၍မြို့ရွာများ၌တင်းအုပ်တို့ကိုခန့်ထားစီခြင်းကထိုကျွန်း၌တင့်ကိုငါထားခဲ့သည် ရှင်ဘောလူသည်သူ့ရဲ့လှုပ်ဖော်ဆောင်ပွဲဖြစ်တဲ့တီတူနဲ့ဂရတီကျွန်းပတ်ဝန်းကျင်မှာဧဝံဂေလိသတင်းကောင်းကိုဟောပြောပြီးတော့မှသာသနာပြုခဲ့တဲ့သင်တော်တွေကိုတီထောင်ခဲ့ကြတယ်။အချိန်တန်တဲ့အခါမှာတော့ရှင်ဘောလူသည်ဂရတီကျွန်းကိုထားခဲ့ပြီးတော့မှတခြားတနေရာကိုထွက်ခွာရမယ်။အဲဒီမှာကြံခဲ့ရမှာဖြစ်တဲ့တီတူသည်ခက်ခဲနဲ့နည်းတဲ့မှုတော်တွေကိုဆက်လက်ထမ်းဆောင်တဲ့အခါမှာလိုအပ်တဲ့အရာတွေကိုညွန်ကြားခြင်းအပြင်ဒီစာဆောင်ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဒီကျန်းစာသည်တီတုကိုရေးသားတာဖြစ်တယ်သို့တော်လည်းပဲအဲ့ဒီခရစ်တီကျွန်းမှာရှိတဲ့ယုံကြည်သူတွေအတွက်လည်းရင်ကျွန်းရေးသားခြင်းဖြစ်တဲ့အဲဒါကြောင့်မလို့သူ့ရဲ့ကျမ်းစာကို သူသည်ခရစ်တီကျွန်းမှာရှိတဲ့အသင်းတော်တွေမှာဖတ်ပြမယ်ဆိုတာကို သိတဲ့အတွက်သူ့ရဲ့ကျမ်းစာဖွင့်ခွင့်ခြင်းမှာပဲသူ့ကိုယ်သူပြည့်ပြည့်စုံစုံ ပြန်ပြီးတော့မှမိတ်ဆက်ထားတယ် သူကိုကယ်တင်ခြင်းတရားဟောပြောဝင်များဖို့ဘုရားသခင်ခန့်အပ်ထားတယ်။ဘုရားသခင်ရွေးကောက်ထားတဲ့ယုံကြည်သူတွေရဲ့ယုံကြည်ခြင်းနဲ့ဆက်လက်တည်ရန်ခံရဖို့သူကိုဘုရားသခင်ဟာကြုံနေနဲ့ရွေးကောက်ခံထားခဲ့ပြီဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖွင့်ထားတယ်။ဆက်လက်ပြီးတော့မှခရစ်တီကျွန်းမှာမစုံလင်သမျှတို့ကိုဆက်လက်ပြီးတော့မှပြင်ဆင်လုပ်ကိုင်ဖို့ရန်နဲ့မြို့ရွာတွေမှာတင်ဥတို့ကိုခန့်ထားဖို့ရန်အတွက်တိတုကို သူထားခဲ့တယ်။ အဲ့ဒီမှာတခါတည်းပဲသင်္ဥတ်တွေရဲ့ရှိရမယ့်အရေးသွေးတွေရည်ချင်းတွေကိုဆက်လက်ပေါ်ပြပါတယ်။ရှင်ဘောလူသည်ဘာလို့ရမလဲဆိုတာကိုသူသိတယ်။ဘုရားသခင်ရဲ့သူ့ကိုဖွင့်ပြခြင်းအပြင်ဘယ်ချိန်မှာဘသူတွေနဲ့မှုတော်တွေကိုစံထားရမလဲ၊ဘာတွေညွန်ကြားရမလဲဆိုတာကို သိတဲ့မှုတော်ဆောင်တစ်ယောက်ဖြစ်ပါတယ်။တန်ရှင်သောဝိညာဉ်တော်အပြင်သူသည် စီမံခန့်ခွဲခြင်း၊တွင်တင်ညွန်ကြားခြင်းကိုကောင်းကောင်းမွန်မွန်ရရှိထားတဲ့ သာသနာပြုတယောက်ဖြစ်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်။အဲဒါကြောင့်ကျွန်တော်တက်တာမှာလည်းတက်ရှင်သောဝိညာဉ်တော်ရဲ့တုန်တင်မှုကိုခံယူနေမယ်ဆိုရင်တော့ကိုယ်ဘဝကိုမိသားစုနဲ့ကိုယ့်ရဲ့သာသနာကိုယ့်ရဲ့အမှုတော်တွေမှာဘုရားသခင်ရဲ့ညွှန်ကြားချက်တိုင်းဘာလုပ်ရမလဲဘယ်လိုစီစဉ်ရမလဲဆိုတာကိုကောင်းကောင်းမွန်သိရှိပြီးတော့မှကိုကိုယ်တိုင်သာမက သူတစ်ပါးတွေကိုပါအကောင်းဆုံးညွှန်ကြားဦးဆောင်နိုင်မှာ ဖြစ်ပါတယ်ဆက်လက်စုတောင်းကြပါစို့ မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနက်ခင်းအတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်ဒီမနက်ခင်းမှာဒုတာရှင်သင်လာတဲ့သူတွေအားလုံးစမ်းမငြင်းချမ်းဘုရားမှာအတွင်းလူပြင်းလူခိုင်ခန့်မြဲမြံစေတော်မူပါခက်ခဲဒုက္ခပြဒနာအားလုံးကိုဖြေရှင်းကျော်လွှားနိုင်မှုတန်ရှင်သောဘုရင်တော်တွင်တင်ညွှန်ကြားကောင်းချီးပေးပါတန်ရှင်သောဘုရင်တော်နဲ့ပြည့်စုံစေပါဘုရားပေးတဲ့ခွန်အားယူပါရုံနဲ့ဖြင့်မိမိကိုယ်ကိုယ်တိုင်နဲ့တကွာ ကိုယ့်ရဲ့မိသားစုကိုပတ်ဝန်းကျင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကောင်းမွန်ဆုံးဘုရားသခင်ညွှန်ကြားတဲ့အတိုင်းလောကီဆောင်ရဲ့အောင်မြင်သောသူတွေဖြစ်စေတော်မူပါမတရားသဖြင့်ဖန်ဆီးချုံနှောင်ခံရတဲ့သူတွေမတရားသဖြင့်စီယုံခံရတဲ့သူတွေကိုရောဖန်ဆီးခံရတဲ့သူတွေအားလုံးလည်းအမြန်ဆုံးလွတ်မြောက်စေတော်မူပါ မာပီကြီးကိုချမ်းသာခြင်းညီသက်ခြင်းလွတ်လပ်ခြင်းများဖြင့်ပြန်လဲပြီးတော့မှပြည့်စုံကျွယ်ဝစေတော်မူပါပိတ်ထားတဲ့တကားတွေကိုပြန်လဲပြီးတော့မှဖွင့်ပေးတော်မူပါ မတရားသဖြင့်ပြုတဲ့သူတွေအားလုံးကိုရရှင်ဆုံးမဒဏ်ခတ်တော်မူပါကိုရောသာသမီရဲ့အခက်ခဲတွေများကြီးရှိပါれတော်ရဲမှာပြေလွာပုံဆောင်လက်ရှိရတဲ့သူတွေမြို့ရွာမှာပြေဆောင်လက်ရှိရသူတွေအားလုံးကိုရရှင်ကောင်းကြီးပေးပါရင်ဝတ်ခြင်းကောင်းကျိုးချမ်းသာဘေးကင်းလုံခြုံခြင်းစံမာခြင်းများနဲ့ပြည့်စုံစေပါအတန်ဆွမ်းတဲ့သူမကျမ်းမာတဲ့သူကိုဝန်ဆောင်မိခင်နေကလေးသူငယ်တွေလူကြီးမိဘတွေနောက်ထပ်နောက်ထပ်မထိခိုက်စေဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီး ွယ်ကာပေးသနာမှုပါလက်တော်တို့အံ့နံပါれမတရားသဖြင့်ပြုတဲ့သူတို့ကိုရှင်ဆုံးမဒဏ်ခတ်တော်မူပါအသက်ရဲ့တန်ဖိုးကိုသူတို့နားလဲစေတော်မူပါလက်တော်တို့အံ့နံပါれမြတ်တော်ရှင်ဖတ်ပြဒီချိန်မှာကင်စာယောဂဝေဒနာခံစားနေရတဲ့သူတွေကြောက်ကဝေဒနာခံစားရပြီးတော့မှကြောက်ကဆေးနေရတဲ့သူကိုရှင်သူပါရှိပါမြန်ဆုံးကျဲမတက်တာပြောက်ကင်းစီဖို့မာဇာတနာရမူပါသေုံစေကမလကောင်းအိမ်မလကောင်း ကုသခံရလဲရှိတဲ့သူတွေလည်းဒီနေ့မှာပဲအမြန်ဆုံးသက်တာပြောက်ကင်းချမ်းမာသောခွင့်များကို ပေးတနာရမှုပါတင်းတော်များကိုရရှင်ကောင်းကြီးပေးပါသဒနာဖွဲ့များကောင်းကြီးပေးပါမှုတော်ဆောင်များကောင်းကြီးပေးပါဘုရောယုံကြည်သူတွေအားလုံးဒီလေဘုရားကိုဆက်လက်ခေါ်လုံကိုးစားလေသူတို့ရရှိထားတဲ့တည်ငောင်းကယ်တင်ခြင်းထာဝရသက်ကိုပြန်လည်ဝေမြားလေအသက်တာမှာဧဝံဂေလိတရားကိုဟောပြောဝေမြားနေသူတွေတည်တည်ဖြစ်စေပါမည်ကြောင်း ကောင်းကြီးပေးပါမန္တပြည်ကြီးကိုချမ်းသာညီတဲ့ခြင်းဖြင့်ပြည့်စုံစေပါမည်ကြောင်းနှင့်မာပြည်ကြီးကိုလွမြောက်ခြင်းခွင့်ကိုမြန်ပေးသနာမှုပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလေသနာခံဆုတောင်းကြပါရဖပါဗျာအာမင်